မိုးဖြစ်စင်တဲ့သူတွေများနေတာပေါ့နော်ဆိုတော့အမ်ပြောရလို့ရှိရင်တော့အမ်မိုးဆိုပန်းဆိုတဲ့ character လေးကိုအလုံးအတွက်ကုစားပြုပြီးတရုတ်ဆောင်ပေးထားရလို့ပဲပြောချင်ပါတယ်မိုးကလူတိုင်းဖြစ်ခွင့်ရှိပါပါပထမခါတဲ့ဂီတတုန်းကတော့ तू ကရွှေမန်းသူလေးပေါ့နော်မန်းကလေးသူဒါလုံကြီးလေးနဲ့အဲ့လိုဒီဒီကားမှာတော့ကျွန်တော်ကနေရဘကူကလာတဲ့ဒီဟိုဟာဦးဂျလူပေါ့နော်အဲ့ तू ကတော့ အာဒီတကယ်ကိုခင်မီရန်ကုန်သူအဲတကယ်ကို fashion တွေလည်းအမိုက်စားနဲ့ပြောဆောင်ထားတာဆိုတော့သူပြိသက်အဲကျွန်တော်ထင်ပါတယ်အမျိုးသားပြိသက်တွေလည်းသူ့ကိုနည်းနည်းတော့ရင်ခုန်ကြအောင်ပါနည်းနည်းပဲနည်းနည်းပဲလားဘောကိုဘယ်တော့မှမထားခဲ့ပါဘူး တွေကလည်းယူရကြရတယ်เนาะပြိသက်ကလည်းအသေးယူမလားအကြီးယူမလားပန်းစီကတစည်းတစ်သေးပဲဆိုရပါပြီဆိုရပြိသက်တွေလည်းအများကြီးတွေ့ရတယ်เนาะအာပန်းစီကတော့ဘူးပဲဖြစ်ဖြစ်ပါပြီးတဲ့သူကအရေးကြီးရလीเนาะနေကငါတော်ပဲဖြစ်ရမယ်เนาะနေဘေးနားမှာအမိုက်တွေရှိရင်ငါအကုန်မီးချောပြင်ပါเนาะပင်ကြီးရလဲကွာဘယ်ရမယ်မသိလဲဘိုးကြီးဘာလို့ခေါ်လာလဲမသိဘူးကျဆလတ်မိုးဆက်ကမကြခင်ယုံတင်ပါတော့မယ်ကျွလိုက်လား လေးအနေပါကျွန်တော်ရဲ့မဘိုးရဲ့အမမေတူခိုင်ရဲ့ဒေဇာလင်းရောင်ရဲ့အတိကအပါဝင်ပြုဆောင်ပါတယ်ဒါရိုက်တာဦးမီဘွားပါခင်ဗျာနှလုံးသားနောက်ကိုလိုက်ပါဘွားမှာတခုခုကိုဆုံးဖြတ်ခက်ခဲနေပြီဆိုရင်နှလုံးသားရဲ့နောက် character နဲ့လည်းမတူအောင်အာဖန်တီးမှုအသစ်ပြဆက်မှုအသစ်နဲ့ most of band ဆိုတဲ့ဇာတ်ကောင်းစရာလေးကိုဟိုကစူးစမ်းပြီးတော့ပုံပေါ်ထားပါတယ်။မကြာခင်ကျွန်တော်လိုင်လာလေးရက်နေမှာရုပ်တင်ပြသတော့မှာဆိုတော့ဘူးရဲ့ပရိသတ်တွေကိုလည်းတတ်တာမှုပဲရင်းနှီးခုံနေပရိသတ်တွေစီကအပိမှုကိုလည်းအရင်မျှော်လင့်နေပါတယ်။ ိုးကိုဘယ်တော့မှမထားခဲ့ပါဘူး။အဲမိုးဖြစ်စင်နေသူများနေရပါဘူးနော်။ဆိုတော့အဲပြောရလို့ရှိရင်တော့အဲမိုးဆိုပန်းဆိုတဲ့ character လေးကိုအလုံးအတွက်ကုစားပြုပြီးတရုတ်ဆောင်ပေးထားရလို့ပဲပြောချင်ပါတယ်။မိုးကလူတိုင်းဖြစ်ခွင့်ရှိပါပါ။ပထမခါတဲ့ဂီတတုန်းကတော့သူကရွှေမန်းသူလေးပေါ့နော်။မန်းကလေးသူဒါလုံကြီးလေးနဲ့အဲ့လိုဒီဒီကားမှာတော့ကျွန်တော်ကနေရဘကူကလာတဲ့ဒီဟိုဟာ ဦးဂျလူးပေါ့နော်အဲသူကတော့အာဒီတကယ်ကိုခင်မီရန်ကုန်သူအဲတကယ်ကို fashion တွေလည်းအမိုက်စားနဲ့ပြုဆောင်ထားတာဆိုတော့သူပြိသက်အဲကျွန်တော်ထင်ပါတယ်အမျိုးသားပြိသက်တွေလည်းသူ့နည်းနည်းတော့ရင်ခုန်ကြအောင်ပါဘောနည်းနည်းပဲနည်းနည်းပဲလားပရိသတ်တွေကလည်းယူရကြတယ်เนาะပရိသတ်ကလည်းအသေးယူမလားအကြီးယူမလားပန်းစီကတစည်းတည်းပဲဆိုရရပါပြီဆိုရပရိသတ်တွေလည်းအများကြီး တွေ့ရတယ်เนาะအာပန်းစီကတော့ဘယ်ပဲဖြစ်ဖြစ်ပါပေးတဲ့သူကအရေးကြီးရလीเนาะနေကငါတော်ပဲဖြစ်ရမယ်เนาะနင်ဘေးနားမှာအမိုက်နေရှိရင်ငါအကုန်မီးချောပြင်ပါเนาะပင်ကီရလဲကွာဘယ်မှမသိတဲ့ဖိုးကြီးဘာလို့ခေါ်လာလဲမသိဘူးလူပေါ်မှာပဲမူတည်မယ်ဖြစ်တယ်တယောက်ချင်းစီအပေါ်မှာပဲမူတည်မယ်ပေါ့နော်အဲဟိုအချက်အလက်တွေအများကြီးတဲမှာတက်တာကိုနဲ့ အကိုကျင်းစရိုက်ဒီအတွေ့အခေါ်တွေကိုရဲ့နေထိုင်မှုပုံစံတွေနဲ့ဘလောက်ကွာဟမှုရှိလဲဘလောက်အတူညီကြလဲအတွေ့အခေါ်တွေဘလောက်ရင်းနှီးကြလဲအဲအလိုပေါ်မှာပဲမူတည်ပြီးတော့ဦးစားပေးပေါ့နော်ကျန်တာကတော့အဲ့အပေါ်မှာလိုက်ပြီးတော့ကြောင်းနေသွားမယ်ချင်သူဖြည့်တဲ့အဖြည့်လေးကလေဒီကျွန်တော်တို့ဇက်ကားရဲ့ concept လေးပါပဲဒီမတူတဲ့အသက်အရွယ်ရှိမယ်မတူတဲ့အနေအထားအခြေအနေအဆင့်တန်းတွေရှိမယ်ဒါတွေကချက်ချင်းမြတ်တာမှာ ေါင်းစည်းသွားနိုင်တယ်အဲဒါပေမဲ့လေလူတိုင်းတော့လည်းမဟုတ်ဘူးပေါ့နော်တယောက်နဲ့တယောက်ကတော့မတူဘူးအဲအဲ့တော့မတူတဲ့ character တွေမတူတဲ့လူတွေမတူတဲ့အချင်းစရိုက်တွေမှာဒီအချင်းနဲ့တွေ့ရင်ဘယ်လိုတွေပြောင်းလဲသွားကြသလဲဆိုတာကိုကျွန်တော်တို့ဒါဒီကားမှာဖန်တီးထားတာပါဆရာမဖန်တီးထားတာကလေပြေကအင်မတန်နူးညံ့တယ်ဆိုပြီးတော့လေပြေဆိုတဲ့နာမည်လေးကိုပေးထားတာဒါပေမဲ့ तू ကအချက်နဲ့ပတ်သက်တဲ့ပฏิပက္ခတွေကိုကြုံရတဲ့အချိန်မှာဒီကောင်ကလေမုန်တိုင်းဖြစ်သွားတာလေ အဲ့လိုပဲ Jake ဆိုတဲ့ကောင်ကကြတော့ तू ကတကယ်လူငယ်ရတာကိုယူမယ်ဟိုလက်နဲ့ပါဖြည့်ရှင်းမယ်ဆိုတဲ့ကောင်ဒါပေမဲ့အချင်းနဲ့တွေ့တဲ့ချိန်ကျတော့ဘယ်လိုမျိုးလူညံ့သွားပါသလဲဒါကိုကျွန်တော်တို့တင်ပြထားတယ်မိုးစပန်းဆိုရင်လည်းမိုးစပန်းအလျောက်အဲ तू တဲ့အသက်กว่าတဲ့လူတယောက်ကို तू fall ဖြစ်သွားတယ်ချစ်မိသွားတဲ့ချိန်မှာနှလုံးသားနောက်ကိုလိုက်မလားမလိုက်ဘူးလားနောက်ကြည်ပြလိုမျိုးဒီ तू မျိုးကဒီအားလုံးရဲ့ ဒီယောက်ျားလေးတွေအားလုံးရဲ့အလယ်မှာရေပန်းစားတဲ့ကောင်းမလေးတယောက်ကလည်းဒီအချင်းနဲ့တွေ့တဲ့ချိန်မှာဘယ်လိုမျိုးဆွန့်လွတ်နိုင်တယ်အနစ်နာခံနိုင်တယ်ဆိုတဲ့ဟာမျိုးဆိုတော့အချင်းနဲ့တွေ့ရင် ပြောင်းလဲသွားကြတဲ့အရာတွေဒီဇက်ကားမှာမြင်တွေ့ရမှာဖြစ်ပါတယ်သူ့ကိုထိတာငါ့ကိုညှိတာနော်ကြည်ပြလေပြတကယ်ချစ်ခဲ့တာမဟုတ်ဘူးငါမင်းစစ်သူမဟုတ်ဘူးကိုပြောတော့ဘသူ့ကိုမှမချစ်ခဲ့ဘူးပါဘူးဆိုမျိုးစုံကအချင်းနဲ့တွေ့ရင်ပြောင်းလဲသွားကြတာပေါ့အချင်း ဘလောက်ကြမ်းတမ်းခက်ထန်တဲ့လူဆိုရင်လည်းအချင်းနဲ့တွေ့ရင်နူးညံ့သွားနိုင်တယ်ဘလောက်နူးညံ့တဲ့သူကလည်းအချင်းနဲ့တွေ့ရင်ဘလောက်ကြောက်တတ်တဲ့သူကလည်းအချင်းနဲ့တွေ့ရင်ဘယ်လိုရင်ဆိုင်ရဲတဲ့တတ်တည်ကြီးရှိလာတယ်ဆိုတာမျိုးပေါ့ဒါကတော့ဟိုပြိသက်တည်ရဲ့ထုံးစံပဲပေါ့နော်အဲ့လိုမျိုးပဲမြင်တွေ့ကြလို့ရှိရင်ပြိသက်ကဒီလိုပဲအားပေးကြရဲနှစ်သက်ကြရဲအာထရိုးကြရဲထရိုးကြရဲဟိုဒါကလည်းဒီကားလေးရဲ့ထူချမှုကလည်းအဲ့ဒါကြီးအများကြီးပါတယ် အာလူများတဲ့နေဆက်နေရာတွေမှာသွားပြီးတော့ရိုက်ကူးရတယ်အာပြီးတော့ခါကျတော့ဒါလည်းဟိုတဘာဝကြာချင်တာပေါ့နော်အတိတ်ကတော့အပြင်မှာကောင်းလေးကောင်းမလေးတွေပြီးတော့အခုလိုမျိုးမိုးဆွပန်းဆိုလဲသူမလုပ်ဘူးဓာရီလေးပြီးလုံနေကြတယ်မိုးဆွပန်းမလုပ်ဘူးဓာရီဓာရီကိုအာပြကျင်တဲ့အခါကျတော့ဒီဂျားထဲမှာအာတကယ်ဟို ကပ်ပလေးသွားပြီးတော့ရှောက်လေကြရဲမုံမီစားကြရဲជីနူးကြရဲဆိုတဲ့ဟာလေးကိုဟိုပုံဖော်ရတာပေါ့နော်အဲပျော်လဲပျော်စရာကောင်းခဲ့တယ်လူအုပ်အများကြီးနဲ့ရရတာလူအုပ်ကြီးကိုထိမ့်သိမ့်ပြီးတော့အဲမကြည့်ပါနဲ့ပေါ့နော်ကျွန်တော်တို့ကဗျာတကယ်လူ9000 10000ရှိတဲ့ရှိုးပွဲထဲမှာသွားရိုက်တာဟိုအဲ့မှာရှိုးပွဲလာတဲ့ပရိသတ်တွေဗျာဒါပေမဲ့အင်မတန်ချစ်ဖို့ကောင်းတာတော့ကျွန်တော်တောင်းပန်နေကျွန်တော်ရုပ်ရှင်ရိုင်းနေလို့ပါဟိုဘက်လေးလှည့်ပေးပါအကုန်လုံးကူညီကြတယ်ဆိုတော့ ဟိုကျွန်တော်တို့ကြီးပဲမဟုတ်ဘူးပရိသတ်တွေကပါဝိုင်းကူညီထားတဲ့ကားလို့ပြောရမှာကျွန်တော်တို့အစ်စ်လုပ်ချင်တယ်ဒီ show setting လုပ်ရင်ဘလို့မှပွဲအစ်စ်လို့မဖြစ်နိုင်ဘူးအဲ့ဒီမှာ overflow သွားရိုက်တယ် overflow ပိုင်ရှင်တွေကျွန်တော်ခွင့်တောင်းနေသူတို့ကလည်းကူညီတယ်အဲ့တော့အားလုံးဝိုင်းပြီးတော့ကူညီတဲ့အချိန်မှာကျွန်တော်တို့လိုချင်တဲ့အယုတ်တွေကိုရလာတယ်အဲ့ဒါမှကျွန်တော်ကမကျေနပ်သေးဘူး အပြင်မှာရှိုးပွဲသွားပြီးရင်တရုတ်တန်းမှာထုထသွားစားတယ်ငါတို့အိုက်ဆက်ဝင်ကန်ရိုက်မယ်ဆိုတော့ကျွန်တော်တရုတ်ကတန်းမှာသွားရိုက်တယ်အဲ့မှာလည်းအဲ့လိုပဲတရုတ်တန်းမှာ စားတော့နေကြတဲ့ဒီဟိုဟာလူတွေကကျွန်တော်ရုပ်ရှင်ရိုက်နေပါတယ်ခင်ဗျာကျွန်တော်တို့အကူအညီတဲ့အနေနဲ့ဟိုဟာနေပေးပါဆိုတော့အားလုံးကဝိုင်းကူညီကြတယ်နှစ်ယောက်တွေ့ရတယ်ဆိုလို့ရှိရင်ကိုဆိုင်ကအဓိကကိုဆိုင်ကိုတွေ့ရတယ်ဆိုရင်အားလုံးကနှုတ်ဆက်ချင်တာပရိသတ်တွေကလေပရိသတ်တွေကနှုတ်ဆက်ချင်တာအဲ့မဲ့သူကကင်မရာကိုじゃမမြင်ဘူး ကင်မရာပြီးတော့ကိုစားရင်နှုတ်ဆက်ပြီဆိုဟာနှုတ်ဆက်တာကင်မရာမှာပါသွားလို့မရဘူးဆိုတော့ဟာနှုတ်ဆက်ပြီပြန်ပြီဆိုအစားပြန်ရိုက်ဆိုတော့အဲ့ဒါအဲ့ဒါလေးကတော့တယောက်ကလာပြီးတော့လာနှုတ်ဆက် selfie လာရိုက်ကျွန်တော်ရုပ်ရှင်ရိုက်နေလို့ပြင်အစားနေပြင်ရိုက်အဲ့တော့16လမ်းကိုတော့အနည်းဆုံး7ကြိမ်ဟုတ်တန်းလျှောက်ရလိုက်ရတယ်เนาะအဲ့မှာလဲပြည်သက်တွေအားလုံးကတွေ့သွားတာပေါ့တွေ့သွားတော့အာ Facebook ကလူတွေပါတွေ့သွားတာ